ီနေ့ဗီဒီယိုလေးကတော့တငယ်ချင်းစီရနဲ့ဂုံးစက်မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဟော့ပေါ့မစားရတာကြာနေပြီ။ဟော့ပေါ့လိုက်ဝဲကျွေးဆိုပြီးတော့အတင်းမဲ့လိုက်ဝဲကျွေးခိုင်းထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ဘဝမှာဒီလိုမုတ်ဝဲကျွေးမဲ့တငယ်ချင်းတွေရှိတာကလည်း Grace အတွက်တော့ blessing ပါပဲရှင်။အနဲ Grace ဆို Seafood City မှာပဲ enjoy လုပ်ဖို့အတွက်ရွေးချယ်ခဲ့ပါတယ်ရှင်။ Grace ကတော့ Seafood တွေအရန်ကြိုက်တဲ့သူမလို့ Seafood တွေကိုရွေးပါတယ်ရွေးပါတယ်။တငယ်ချင်းကတော့အသားကြိုက်တဲ့သူမလို့သူကတော့အသားကောင်တာပဲရောက်နေပါတယ်။အဲ Grace ဆိုနှစ်ယောက်လုံးအကြိုက်တူတာကတော့အတီးအရွက်တွေအရန်ကြိုက်ပါတယ်။တယောက်မှနှစ်ယောက်လုံးတီးအရွက်အရန်စားပါတယ်။ ပြီးတော့ side dish တွေလည်းတော်တော်များများအကြိုက်တူတယ်အားကြောင့်တပကံထဲမှာပဲနှစ်ယောက်စာပေါင်းထည့်လိုက်ပါတယ်ပြီးတော့အကင်တွေရောပဲအကင်လည်းကြိုက်တာတူလို့တူတူနှစ်ယောက်စာပဲရွေးထည့်လိုက်ပါတယ်ရှင်ဒီလိုရောက်တန်းရောက်တန်း grace ကထမင်းကြော်အမြဲတမ်းစားပါတယ်သူတို့စီကတီးဆုံထမင်းကြော်အရန်ကြိုက်ပါတယ်ကိုကြိုက်တဲ့အသားအသေးယူကကိုကြိုက်တဲ့လောက် portion ထည့်ပြီးတော့သူတို့ကိုကြော်ခိုင်းတာပါစီတန်တန်လေးနဲ့နည်းနည်း၆၆လေးကြော်ပေးတာ grace တအားသဘောကျလို့ဒီလိုရောက်တန်းမှာထမင်းကြော်ကတော့မစားမဖြစ်စားပါတယ်အကင်တွေထဲမှာဆိုရင်လည်းဒီကစမ်းဘတ်ခေါ်မလားဘာဖတ်ခေါ်မလဲမသိဘူးအဲ့ဒီဖတ်နဲ့ထုတ်ထားတဲ့ကြက်သား ့ risk တအားကြိုက်တယ်ဒီလိုလာတိုင်းမှာအဲ့ဒီကြက်သားကိုထုတ်ထားတဲ့ဟာမစားမဖြစ်အတငယ်ချင်းကိုလည်းအဲ့ဒါကောင်းတယ်စားကြည့်နေကြိုက်သွားမယ်ဆိုပြီးတော့ recommend ပေးပြီးစားခိုင်းနေတာပါသူလည်းကြိုက်ပါတယ်ပြီးတော့ဒီ side dish တွေထဲမှာဆိုရင်လည်းချက်ချရောက်ကိုအမွှေးနှံ့တာရင်းနဲ့ပေါင်းထားတာတို့ပဇွန်တုတ်ကိုချက်ထားတာတို့ဆိုတအားသဘောကြပါတယ်တငယ်ချင်းမြောက်ခေါင်းမဖော်ပါဘူးစားတာစားတာဒါရော grace sona ကပြောတယ် grace စိတ်ကြကြော်ခိုင်းထားတဲ့ထမင်းကြော်လေးရလာပါပြီ grace ကဒီကိုရောက်ပြီးဆိုရင်လေအဲ့ဒီအသေးအလံလေးတွေပချု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 လေးထည့်ပြီးတော့အဲ့ထမင်းကြော်ကိုစီချက်ချောက်လေးနဲ့ကြော်တာတအ အားသဘောကြတာထမင်းကနည်းနည်းအသားမြမြတီးရွံမြမြနဲ့ကြော်တော့လေတအားတအားသဘောကြတာ risk ကိုပကံတွေကထပင်းကြော်ရင်မကအောင်တငယ်ချင်းပကံတွေကခောက်ဆွဲကြော်တွေလည်းယူစားပါတယ်သူကတော့ခောက်ဆွဲကြော်ကိုဒီပဲကြီးတွေခေါ်ပြီးအသားနိုင်နိုင်နဲ့သူထည့်ပြီးယူလာပါတယ်အခုကတော့ hotpot ကိုစူပြီးဆိုတော့ hotpot စားဖို့ပြုတ်ပါမယ် grace ကပဇွန်အရန်ကြိုက်တယ်အဲ့လိုပဇွန်ပဇွန်လက်လက်ဆက်ဆက်လေအဲ့ဒါပြုတ်စားပြီးချင်းနဲ့တို့စားတာအရန်ကြိုက်တာမလို့အများကြီးထက်လိုက်ပါတယ်ပြီးတော့ဂျားပဇွန်တွေပိုက်ခယူတွေဒီအရှိကြီးကိုဘာခေါ်လဲမသိဘူးအဲ့လိုခယူတစ်မျိုးပဲလို့ထင်တယ်အဲ့ဒါလေးထည့် ပြီးတော့စားလိုက်ပါတယ်အဲ့ဒါ၄ဆို Grace ကအယမ်းကြိုက်တာပါပင်လဲစားအယမ်းကြိုက်ပါတယ်ပြီးရင်တော့အဟင်းရီထဲမှာအချိုလေးလေးပင်ပင်နဲ့မှုေးတဲ့အနက်လေးရအောင်လို့ခနန်းနဲ့အများကြီးပဲထည့်ပြီးပြုတ်လိုက်ပါတယ်ရှင် hop hop ပြုတ်နေတော့မှာပဲ chef က salmon လှီးပေးဖို့အတွက် Grace ရဲ့ထေပဲအထိလှဲလေးနဲ့ရောက်လာပါတယ်အခုဆိုရင်တော့ seafood city မှာ package ပုံစံအရင်နဲ့မတူပဲအနည်းငယ်လေးပြောင်းလဲသွားပါတယ် salmon မကြိုက်တဲ့သူတွေ salmon မစားချင်တဲ့သူတွေကတော့69900ရန် package ကိုယူလို့ရပါတယ်ရှင်အဲ့ဒီ69900ရန် package မှာဆိုရင်တစ်ဆိုင်လုံးကြိုက်တဲ့လောက်စားအဝစားလို့ ့ရတယ်ဆယ်မွန်တော့မပါတော့ဘူးပေါ့နော်အဲဂရိစ်တိုကတော့ဆယ်မွန်ရမ်းကြိုက်တာမလို့8900ရန် package ကိုယူလိုက်ပါတယ်အဲ့ဒီ8900ရန် package ရဲ့မှာဆိုရင်ပါတဲ့ဆယ်မွန်ကနော်ဝေးဆယ်မွန်ပေါ့နော် fresh ဆယ်မွန်ပါတာပါပြီးတော့ပြောင်းလဲသွားတာလေးက chef ကိုယ်ပိုင်လာပြီး table အထိလာပြီး self လုပ်ပေးတဲ့လက်လက်ဆက်ဆက်ဆယ်မွန်ကိုစားရမှာပဲဖြစ်ပါတယ် နှစ်ယောက်တော့ဘလောက်ထိဆယ်မွန်ကြိုက်တာတူလဲဆိုရင်ဆယ်မွန်ပကံကိုမြင်တာနဲ့စကားပြောဖို့မိပြီးတော့ဆယ်မွန်မကုတ်ကုတ်ကုတ်နဲ့စားနေကြပါတယ်။အခုလိုမျိုး package လေးခွဲလိုက်တာကလေတတော်လေးအဆင်ပြေသွားတယ်လို့ Grace ကမြင်ပါတယ်။ဆယ်မွန်မကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေသွားသူဆယ်မွန်ကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေသွားပါတယ်။ဆယ်မွန်စားရင်နည်းနည်းအီလာလို့ hopper bag ကိုပြန်လှည့်ပါမယ်။ Grace ကတော့တုံရဟင်းရင်လေးယူထားပါတယ်။တငယ်ချင်းကတော့ကြက်ပြုတ်ရီအချိုရီပဲယူထားပါတယ်။ ။ကောင်းလား။ညစီအရကစားရတော့ဘူးကောင်းတယ်။ခရစ်စုတွားတဲ့နေရာမိုးကလည်းရမ်းအေးညာနဲ့ရဟန်းကိုစားလို့တောက်လို့ကောင်းခဲ့ပါတယ်။ဟောပေါပူပူလေးနဲ့မိုးအေးအေးလေးနဲ့လုံဝကိုလိုက်ဖက်တော့တငယ်ချင်းတယောက်စကားလေးပြောလိုက်စားလိုက်တောက်လိုက်နဲ့အရန်ကို enjoy ဖြစ်ခဲ့ပါတယ်ရှင်။ ဆယ်မွန်က fresh ဖြစ်တော့အရန်ကိုစားလို့ကောင်းပါတယ်။နော်ဝေးဆယ်မွန်အရသာကြတော့ချိုချိုစိမ့်စိမ့်လေးကိုမှပင်လယ်စားငံရဲ့အငံတက်လေးအနေငယ်ပါဝင်တာမလို့လေးလေးပင်ပင်နဲ့ချိုစိမ့်တဲ့အရသာလေးဖြစ်ပြီးတော့ဗစက်ထဲကိုဝင်လိုက်တာနဲ့လေကိတ်မုံလေးလိုပျော်ဆင်းသွားတာမျိုးအရန်ကိုစားလို့ကောင်းပါတယ်။ iya yeah.